ုတိယကမ္ဘာစစ်ရဲ့ဗီလိန်ဂျမန်မျိုးသားတွေရဲ့တွင်ကောင်းကြီးအင်္ဂါဘဒုတိယဝေတာဂျာဝင်ကွေငင်းခါတဲ့အင်္ဂါတရပကြီးစရာတရားဖြစ်လဲဒီမိုကရေစီကိုမုန်းနေသူဒုတိယကမ္ဘာစစ်ကြီးရဲ့မြေချေဗီလိန်ကြီးဟစ်တလာရဲ့နိုင်ငံရေးလူစော်လူပေါ်လုပ်ပုံတွေနဲ့ထောင်နှန်းဆန်ဘဝကနေနိုင်ငံထုတ်တဲ့အာနာရှင်ဘဝကိုအယောင်လှမ်းမဲ့စူးစမ်းကောင်းတွေကိုပြောပြပေးသွားပါမယ် အချင်းကတော့1889ခု April 20ရက်နေ့ညနေ6:00ခွဲအမောင်ပြိုးစအချိန်မှာအချိန်မှာ Australia ပြည် Bruno မျိုးလေးရဲ့အိမ်သိမ်းမှာတာမန်လူသားလေးဖြစ်တဲ့ Hitler ကိုမထင်မရှားနဲ့မွေးဖွားခဲ့ပါတယ်။ဒီခုအချိန်မှာတာမန်လူသားလေးဖြစ်တဲ့ Hitler ကလည်းအနာရှင်ဖြစ်လာတဲ့အခါမှာမုံမုံညံ့ညံ့ချီအောင်ဖြတ်စည်းခံရမယ့် Australia ချက်ကိုစလိုဘေးကီးယားနဲ့ပိုလန်နိုင်ငံတွေကတော့တိုင်းကြီးပြည်ကြီးအဖြစ်မဟုတ်သေးဘဲနဲ့တိုင်းငယ်ပြည်ငယ်အဖြစ်လေးတွေရှိပါသေးတယ်။ရုရှားပြည်ကြီးဟာလည်း စာပင်နဲ့အုပ်ချုပ်ဆဲဖြစ်တယ်လို့တာလင်ဟာလည်းဖမ်းမဆုပ်သမားတယောက်ရဲ့တာဖြစ်ရှိနေပြီးတော့အီတလီဖက်ဆင်အာနာရှင်မူဆိုလီနီကလည်းမပဲဆရာတယောက်ရဲ့တာဖြစ်ပဲမထင်မရှားရှိနေပါသေးတယ်။ဟင်ဒလိုင်းမင်သားစုနမယ်ကအစားတော့ဟိုက်ဒလာပါ။ဟင်ဒလာကိုအဖို့ဖြစ်သူဂျိုဟန်ဂျော်ဟိုက်ဒလာကဂျာပန်ကုန်သားဖြစ်နေနေရာတကျမရှိပဲနဲ့ခြေတုံးရင်နဲ့ဘဝနဲ့နှိမ့်လေနေခဲ့ပါတယ်။ဟင်ဒလာရဲ့ပိုဟာရော်တရာရောက်မှာတော့လေသူမာလီတယောက်နဲ့အကြောင်းပါခဲ့ပြီးတော့အဲ့ဒီလေသူမာလီမှာဒီမပေါ်ပဲမွေးထားတဲ့အလွိုင်းစ်လို့ခေါ်တဲ့တာတယောက်လည်းရှိပါတယ်။အဲ့ဒီဒူမနာတာလေးရဲ့လွိုင်းစ်ကို ဂျိုဟန်ဂျော့ဟိုက်ဒလာကမွေးစခဲ့ပြီးတော့အလွိုက်စ်ဟိုက်ဒလာကစလို့နောက်ကြတော့အလွိုက်စ်ဟိုက်ဒလာဆိုပြီးတော့နမီတွင်းခဲ့ပါတယ်အလွိုက်စ်ဟိုက်ဒလာမောင်းအိမ်အောင်ဘက်တုံးအောင်ရှိပြီးတော့တတတရားအိမ်အောင်ဇနီးကနေအဒေါ့ဖ်ဟိုက်ဒလာကိုမွေးဖွားပေးခဲ့တာပါဒါကြောင့်အဒေါ့ဖ်ဟိုက်ဒလာကအဖိုးဆိုတာဘယ်လိုလဲမသိသလိုအလွိုက်စ်ဟိုက်ဒလာကလည်းအဖေရင်းဆိုတာဘယ်လိုလဲမသိခဲ့ပါဘူးအဒေါ့ဟိုက်ဒလာမောင်းပေါ်လာဆိုတဲ့ညီမတယောက်လည်းရှိပါတယ်ဟိုက်ဒလာရဲ့အဖေကအကောက်ခွန်ရရှိဖြစ်တာကြောင့်အခင်တာဝန်ကျမျိုးတိုင်းလိုက်နေခဲ့ရပါတယ် ဒါကိုပြန်တတိဖြစ်စေချင်တဲ့အလောက်စကားဟက်ဒလာကိုចောင်းထားပေးခဲ့ပေမဲ့အသက်အသက်16နှစ်ရွယ်မှာပဲပကြီးစရာကိုတနာထောင်နဲ့ဟက်ဒလာကចောင်းထွက်ခဲ့ပါတယ်။ចောင်းထွက်ခဲ့ရတဲ့အဓိကចောင်းရင်မှန်ကတော့ပကြီးဝန္ဒနာចောင်းမဟုတ်ပဲနဲ့ចောင်းစာပေါ်မှာညံဖင်းတာចောင်းလို့ဖြစ်ပါတယ်။ထောင်ကြီးတည်ဆုံးပြီးတဲ့နောက်1906ခုနှစ်မှာဟက်ဒလာကဂျာမနီနိုင်ငံဘီယန်နာမြို့ရောက်ရှိခဲ့ပါတယ်။ဥပညာမြို့တော့ဖြစ်တဲ့ဘီယန်နာမြို့ရဲ့လှပဆိုင်ကျယ်လဲဆောင်တွင်ဥပညာပြခန်းနေတဲ့ Opera စေယုံကြီးတွေကပကြီးယူဟက်ဒလာစိတ်ကိုပကြီးစရာဖြစ်ကျင်တဲ့တဲ့ဖြစ်အောင်အကြီးအကျယ်ဖန်ဆင်းခဲ့ပါတော့တယ်။ပကြီးစရာဖြစ်ကျင်တဲ့ဟက်ဒလာကလည်း ဘီယန်နာမြို့ရဲ့အနုပညာသိပ္ပံအကြောင်းကြီးမှာဝင်ခွင့်ချော်ထားပေးခဲ့ပေမဲ့ပယ်ချဆန်ခဲ့ရပါတယ်။အဲဒီလိုနဲ့နောက်ဝင်ခွင့်ဆောင်ပေးဖို့အတွက်အသေးအတန်စ조사နေတဲ့1908ခုနှစ်အချိန်မှာပဲယန်စ်မြို့မှာကျန်းခဲ့တဲ့ကင်ဆာတမိခင်ကြီးအသေးအတန်ဖြစ်နေတာကိုအစ်လူရှုထားခဲ့ပါတယ်။ဒီဇင်ဘာ23ရက်နေ့မိခင်ကြီးမရှိတော့တဲ့ခါမှသာဟက်ဒလာကပြန်လာခဲ့ပြီးတော့ကြာကြာမနေဘဲနဲ့ဖေဖော်ဝါရီလမှာပဲဘီယန်နာမြို့ကိုပြန်လာခဲ့ပါတယ်။ လူနဲ့မိဘမဲ့တိုက်တာကထောက်ပံ့ကြီးကလေးနဲ့ပြင်သာမြို့ရဲ့တိုက်ခန်းကြီးချင်းလေးမှာနေပြီးတော့အမှုပြင်သာတဲ့ပန်ကျောင်းကြီးရဲ့နောက်ထပ်ဝင်ခွင့်ဆောင်ရွက်ပွဲကိုလက်ချိုးရီဆောင်နေခဲ့ရပါတယ်။ဒါပေမဲ့ကျောင်းဝင်ခွင့်ရှောက်လာများပြန်လည်ခေါ်ထွက်တဲ့ချိန်မှာတော့ဒီလောက်ကိုကျောင်းဝင်ခွင့်ဆောင်ရွက်ပွဲတောင်အဆန်းဖြစ်စိုးခွင့်မပြုတော့ဘဲနဲ့ရှော့လာပါတခါနဲ့ဖယ်ရှားခဲ့တာကြောင့်ဒီလောက်ကြီးမှန်ချက်တောင်းချီမှာပြိုတဲခဲ့ရပါတယ်။ဒီလိုနဲ့ဒီလောက်ကနောက်၅နှစ်လောက်ဖြစ်လို့နေပြီးလို့စိုက်ရင်နဲ့လောကနဲ့နှိမ့်ဆက်ညှက်ပတ်မှုတန်ကိုခါကမတင်မရှားနဲ့ဘဝကိုခက်တန်းခဲ့ရပါတယ်။ဒါဟာသူ့ဘဝရဲ့အချိုးအကွက်တစ်ခုပါပဲ။ အားနဲ့အတွင်းမှာဒါလာကကုန်းကောက်ဆရာမရှိအောင်ဆင်းရဲတဲ့အပြင်ရေခါမှာခြေတုံးရင်နဲ့ဘဝနဲ့လမ်းပေးပလဖောင်းပန်းကြံလေးမှာအိတ်ခဲရပေးမယ်။ဆောင်းခါမှာရှေးစုံနဲ့စုပတ်စံလေးနဲ့ဘူဒါယုံနောက်ဘက်ကညာရင်စင်းလေးမှာငှားပြီးအိတ်ခဲရပါတယ်။ထောင်ကွာ30နဲ့ထောင်ကွာ73မိနစ်ကြာမှတော့တထေးကြီးကိုလှူဒန်းထားတဲ့ကုတူပြေဟိုတယ်မှာနေရင်းနဲ့ဘဝသူ Rain No Hamming ဆိုတဲ့လူနဲ့အင်းကြီးခဲ့ကြပါတယ်။ဒီလိုနဲ့ဘဝတိုက်ပွဲအတွက်ကြောင့်များခဲ့တဲ့ဟေတလာနဲ့ Highness တို့ကပူပေါင်းပြီးတော့စီစေးပကြီးကားတွေကိုရှေးအောင်ပကြီးကားဖြင့်ဒိန်းပြီးရောင်းချခဲ့ပြီးငွေငွေရှာခဲ့ပါတယ်။ ဒီနေရာမှာ headline ညာကောင်းပုံကတော့လက်တော်ဆွဲထားတဲ့ပကြေအားတွေကို mean နဲ့ကင်ပြီးတော့ mean အောင်ရှေ့မှာထားလိုက်မယ်ဆိုရင်အပူရှင်ကြောင့်ညုံညင်းဖြစ်သွားပါတယ်။အဲ့ဒီပကြေအားတွေကိုကြက်ခုတွေမတိမတာတုပ်ပြီးဘေးဆွန်းလားတွေကိုတေးတက်တက်ဖိလိုက်မယ်ဆိုရင်တော့လုံငင်းနှစ်ပေါင်း90တရာကရွှေရောင်းပကြေကဖြစ်သွားခဲ့ပါတယ်။ဒီလိုပချီကားတွင်အောက်ဘက်တောင်းလာမှာဟဲ့တလားကအေးဟဲ့တလားအရှိကောက်တော့ဒေါ်ဟဲ့တလားဆိုပြီးရေးထားလိရှိပါတယ် ဒီလိုနဲ့တကယ်နဲ့ရောအစင်ပြလိုက်ရမှာဝင်90တဲ့ပကြီကိုသစင်းနဲ့ရောင်းချခဲ့တဲ့ Hannes ကိုအင်တလာကမင်းတပတ်လုပ်တယ်လို့ဆွဆွဲပြီးတော့တရားဆွဲခဲ့ပါတယ်။ဒါကြောင့်တကယ်ချင်းဖြစ်သူ Reino Hannes ကခေါင်းခနဲ့ကြပြီးတော့ဟစ်တနာနဲ့အဆက်ပြတ်သွားခဲ့ပါတယ်။ဒီလိုနဲ့ပကြီးစရာဖြစ်ရမယ်ဆိုတဲ့ဟစ်တလာရဲ့ညှော်နှင်းချက်ပြိမှန်ကြီးကလည်းတနည်းထက်တနည်းရင်းရဲအကွဲပြီးတော့တဖြည်းဖြည်းနဲ့သူပြောပုံစုံပုံတွေကတွေးခေါ်မျှော်မြင်ပုံတွေကညတော်ကပကြီးစရာတယောက်ကနေပြီးတော့ဘဝအတီးပြီးနိုင်ငံရေးတမဘက်ကိုတဖြည်းဖြည်းပြောင်းလဲလာပါတော့တယ် ဒါပြင်ဟစ်တလာကစာလွန်ဖတ်တယ်လို့စကားအခြေတင်ပြောလဲနေနေရမှာပဲတမူထူးတူလည်းဖြစ်ပါတယ်။ယတိယမှာတနတ်စာရပြီဆိုတာနဲ့နင်းဆရာစားတော့ဆိုင်မှာစားဆရာတခုခုကိုယူပြီးတော့အဲဒီစားတော့ဆိုင်ကတင်းစာတစ်စောင်မိတစ်စောင်ကိုတနေကုန်ထိုင်ဖတ်နေရှိပါတယ်။ဖတ်ပြီးရင်လည်းသူဖတ်ထားတဲ့နိုင်ငံရေးတိုင်းရေးပြည်တွေကိုတစ်ဖက်လိုလက်ခံလာတဲ့အထိသစ္စာထူးအခြေတင်ပြောလို့ရှိပါတယ်။ဟစ်တလာကဂျူးလူမျိုးတွေ social democratic တွေနဲ့ ဘီယင်ဆွေမျိုးတော်တွေကိုအတော်သေးအတော်လေးသဘောမကျတဲ့သူပါအဲ့ဒါဂျူးမွန်ရဲ့အကြောင်းရင်းကတော့အဲ့ဒီခေတ်ကဘီယင်နာမြို့မှာထုတ်တဲ့ဂျူးဆန့်ဂျေမဂဇင်းတွေကအလွန်များပြားတာကြောင့်ဖြစ်ပါတယ်ဒါအပြင်ဂျူးလူမျိုးတွေကနေရင်းတိုက်မြင်မရှိဘဲနဲ့ကျောက်ရနိုင်ငံမှာစီးပွားရေးနယ်ချဲ့တပ်တွေဖြစ်တာကြောင့်အဲ့ဒီတိုင်းကအရင်ရှင်ကအစဆင်းရဲတာဆုံးဂျူးဆန့်ကျင်စကားတွေပြောကြတာကြောင့်ဟစ်တလာရဲ့ခေါင်းထဲမှာဂျာမန်မျိုးသားတွေစီးရင်ငပြက်နေခြင်းဟာစေဘွားရဲ့စကြက်ကိုဂျူးလူမျိုးတွေကတိမ့်ပိုက်ထားတာကြောင့်ဆိုတဲ့အယူအဆကဝင်ရောက်ခဲ့ပါတယ် န္တရာကဒီမိုကရက်တစ်တွေကိုမုန်းတာကတော့ရိုးရှင်းပါပဲအာရှင်စိတ်သက်သူပြီးလူလူချင်းဓာတ်လူကြီးများဝါဒလူလော့ဆိုပြောဆိုခွင့်လူလော့ဆိုရေးသားခွင့်ပုံနှိမ်ခွင့်တွေကိုလက်မခံတာကြောင့်ဖြစ်ပါတယ်အန္တရာကဘင်းဆွေမျိုးတွေကိုမုန်းတာကတော့လူမျိုးကြီးဝါတော့ကိုဆွဲခိုင်းထားလို့ပါအဲ့ချင်းကဂျာမနီကဟက်ဘတ်လို့ခေါ်တဲ့ဘင်းဆွေမျိုးတွေကလူမျိုးသူတွေနေထိုင်ကြတဲ့ဩစတြေးလျပြည်နယ်ဂျာမန်ပြည်ကြီးကိုပေါင်းစည်းဖို့အတွက်ကန့်ကွက်ထားတဲ့လူတွေပါ ရာစုနှစ်ပေါင်းများစွာကဒူမျိုးပေါင်းတရာစင်ကိုစိုးမိုးအုပ်ချုပ်ခဲ့တဲ့ဂျာမန်ဩစတြေးလျအင်ပါယာဖြစ်ခဲ့ပြီးမြဲ1848ခုနှစ်မှာစတင်ရင်းအပ်ပွဲပြီးတော့ပြိုလဲလာခဲ့ပါတယ်။ဂျာမန်ဩစတြေးလျလူနည်းစုသာကျန်ခဲ့ပြီးတော့1860မှာအီတလီလူမျိုး1860မှာဟန်ဂရီလူမျိုးတို့ကခွဲထွက်ခဲ့ပြီးတော့20ရာစုစပိုင်းမှာချက်ဖ်နဲ့စလိုဘက်လူမျိုး၊ဟာဖ်လူမျိုးနဲ့တရုတ်လူမျိုးတွေကဒန်းနိုနီတူအခွင့်အရေးတောင်းဆိုပြီးတော့တိုက်ပွဲဝင်ကြပါတယ်။အဲ့ဒါပြင်ဟစ်တလာက အသက်20 25ကျော်တဲ့ဒီတိုင်ဟောင်းကြီးနဲ့ပိန်မနီးဆက်လိုပဲလူမျိုးပေါင်းအရွယ်ကနေပြီးတော့လူမျိုးဖဖကြီးဖြစ်တဲ့အထိအမျိုးသမီးတွေနဲ့ခက်ခဲခဲနေခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့ Jew Slav ချက်လူမျိုးတွေရောနှောစွာနေထိုင်နေတဲ့ BNA မြို့မှာလူမျိုးကြီးဝါတော့ကိုလက်ကင်ထားတဲ့ဟစ်တလာကမနီးသားတော်ပိန်နဲ့1914ခုနှစ်မှာဂျာမနီနိုင်ငံမြူနစ်မြို့ကိုထွက်လာခဲ့ပါတယ် BNA မြို့မှာပဲလေဟစ်တလာကနေ့စာညစာကိုအလင်းမြောင်လာစားပြီးတော့ပြည်သူစာကြည့်တိုက်တွေစားတော့ဆိုင်တွေမှာ စာကိုအလောတကြီးဖတ်ခဲ့ပြီးတော့ညနေဆောင်ရင်လည်းဘီယာတောင်းရင်းနဲ့နိုင်ငံရေးစကားတွေကိုအားပေါင်းတန်းရင်းပြောဆိုခဲ့ပါတယ်။ဒီလိုနဲ့ဟစ်တလာရဲ့စကားကိုတလေတစားနားထောင်နေလို့နှစ်ယောက်စာသုံးယောက်စာရှိလာစမှာပဲ။ဘူယောပါမှာပထမကပတ်စကြီးအစတဲ့ဝုန်းနဲ့ပေါက်ပွဲပါတော့တယ်။အကြောင်းရင်းကတော့ဂျာမန်တို့ရဲ့ทีมဝင်နံကိုဆက်ခံရမယ်။မင်နာဖရန်ဖာဒီနန်ကိုဆာရာရီကိုမြို့မှာအစအမျိုးသားចောင်းသားတွေကအလုံးကြံခံခဲ့တော့ပါပဲ။စက်တဲ့တကြွနေတော့ဂျာမန်မျိုးသားတွေနဲ့ဟစ်တလာက ဩဂုတ်လ3ရက်နေ့မှာတတိယ Lowest ဘီယင်ထမ်းမှာစစ်မှုတွေရှာလာပြင်းထန်ခဲ့ပြီးတော့စစ်သားကလေးဖြစ်လာခဲ့ပါတော့တယ်။ဒါကဩစတြေးလျအမျိုးနယ်ဖြစ်ပေမဲ့လည်း Barbarian အရန်ချင်းနေတက်မှ16တက်စုတက်မှစတဲ့အမှုထမ်းခဲ့ရပါပဲ။ဟင်္ဒလာဖို့ဝန်ဝင်ချင်းစောင့်နေထွင်းတို့စစ်မြေပြင်တို့ရောက်ရင်ချင်းမှာပဲ ကျန်းကျုံတဲ့စစ်ပွဲတွေနဲ့ရင်ဆိုင်ရပါတော့တယ်။ဟန်ဒရာရဲ့ပထမဆုံးတပ်ပွဲကတော့ဂျာမန်ဘာဗေးရီးယန်းတပ်တွေဟာလီယန်းနဲ့လင်းညံတလုံးဘီဇီရှားတပ်တွေနဲ့အပြင်းထန်တိုက်ခိုက်ခဲ့ရပါတယ်။အဲဒီတပ်ပွဲမှာဟန်ဒရာကရှေတန်းတပ်စုနဲ့စစ်နောက်ပိုင်းတမထာနာချုပ်ကိုအပြန်ပြန်လည်ဆက်သွယ်တဲ့စာရီကိုပေးပို့ရတဲ့စစ်သားဖြစ်တော်ဝင်ထမ်းဆောင်ခဲ့ရပြီးတော့အလွန်အနေနဲ့တော်ဝင်တစ်ခုပါ။တပ်ပွဲပြီးတော့နောက်တန်းရောက်ချိန်မှာတော့စစ်သားပေါင်း၃၀၀ကပါတဲ့ဟန်ဒရာလိုတပ်စုကစစ်သားပေါင်း၆၀၀ပဲအသက်ရှင်ပါတော့တယ်။1915မှာ New Feature ရဲ့မှာတိုက်ပွဲတစ်ချိန် 1916မှာဆိုမီတိုက်ပွဲ1916အော်တိုဘာမှာဘာပေါ်မီဒေတာမှာပြင်းပြင်းထန်ထန်တိုက်ပွဲတွေဖြစ်ပြီးတော့ဟိတလာမှာခြေတော်တန်ရာရရှိခဲ့ပါတယ်။ဟိတလာကဒဏ်ရာကြောင့်စစ်နောက်တန်းမှာကုတမုခံယူပြီးတော့1918မတ်လမှာပဲတိုက်ချက်ကလေးရတဲ့နေရာဆက်လက်တိုက်ပွဲဝင်ခဲ့ပါတယ်။အဲဒီလိုစွန့်စစဆောင်ရွက်မှုတွေကြောင့်1914ဒီဇင်ဘာမှာတပ်သားချုပ်ဒုတိယအဆင့်ကိုထပ်မံဆုချခံခဲ့ရပါတယ်။အဲ့ဒါပြင်စစ်မင်းမြင့်တနေရာမှာပြင်သစ်စစ်သား15ယောက်ကိုသူတယောက်တည်းကအရှင်လက်ရဖမ်းဆီးနိုင်ခဲ့တာကြောင့်ကာမန်တက်ချက် တက်သားတွေရခဲ့လာတဲ့တက်သားကျော်ပထမဆင့်ကိုလည်းရရှိခဲ့ပါသေးတယ်။ထောင်ကွန်ဆက်ရှင်အော်တိုဘာ၁၄ရက်မှာဂျာမန်တို့ရဲ့နောက်ဆုံးတိုက်ပွဲကြီးဖြစ်တဲ့ယာပရက်ဒေတာမှာဗြိတိရှားတပ်တွေနဲ့တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့တမ်းမွေးပုံးနေကြအောင်ဟက်ကလိုင်းမျက်စိကကန်းထောက်ခဲ့ရပါတယ်။ဟွန်းဒီလိုနဲ့စစ်နော်ပိုင်းစစ်ရုံကြီးရောက်လို့တလားကြာမှာပဲရောကပျောက်ကင်းခဲ့ရပြီးတော့ဂျာမနီဟာပထမကမ္ဘာစစ်မှာစစ်ရှုံးခဲ့ပြီးတော့ ကျင်းရတဲ့အတူဂျာမန်ဘီယင်ကြီးကန်ဆာကလည်းဟော်လန်ပြည်ကိုထွက်ပြေးတော့ခဲ့တယ်ဆိုတဲ့သတင်းကိုဟစ်တလာအပေါင်းဝင်ဂျာမန်မျိုးသားတေလုံးကကြောင်ရကြီးမှာတော့စက်တီတီပြီးတော့မပြောနိုင်မဆိုနိုင်ဖြစ်ခဲ့ရပါတယ်။တခါနဲ့ညောင်းအချင်းမှာတော့ဆစ်ချုံးတဲ့သတင်းကြောင့်တနေကောမလုံးမဆွဲဖြစ်နေတဲ့ဟစ်တလာရဲ့ဝန်ကြီးတန်းရှိုက်တန်တက်တဲ့ကိုစစ်ရုံတေလုံးကရှားခင်းရပါတော့တယ်။ဟစ်တလာဘို့တတနဲ့တကူမျက်ရည်ပေါက်ကြီးငယ်ကြားခဲ့ရတဲ့အချိန်နှစ်ချိန်သာရှိခဲ့ပါတယ်။ပထမဆုံးအချိန်ကမိခင်ကွယ်လုံးတဲ့အချိန်ဖြစ်ပြီးတော့ဒုတိယအချိန်ကတော့ဂျာမန်တို့လက်နက်ချခြင်းပဲဖြစ်ပါတယ်။ အမှန်တော့ဂျာမန်တို့ကနိုင်ပြီးမှနိုင်လျက်ရှုံးတော့ရှုံးမဲ့ဖြစ်ပါတယ်1918ခုနှစ်အလယ်တည်းဂျာမန်တို့ကအရှုံးပိတ်တဲ့စိတ်နဲ့တိုက်ပွဲကြီးတွေကိုအနိုင်ယူဆင်နွှဲခဲ့ပါတယ်1918ခုနှစ်မတ်လနဲ့မေလမှာပဲဂျာမန်တို့အတွက်တကူအာဏာကြီးထွားစေမယ့် Friendless တော်စာချုပ်နဲ့ Bucharest စာချုပ်တွေကိုလည်းချုပ်ဆိုနိုင်ခဲ့ပြီးတော့အနောက်ပိုင်းဒေသရဲ့ Russia နဲ့ Romania တို့တွေကိုလည်းလက်ဆာတော့တုတ်တင်နိုင်ခဲ့ပါတယ် ဂျာမန်ဗိုလ်ချုပ်ကြီးလူဒင်တော့ဦးဆောင်တဲ့တပ်ကလည်းပြည်ထောင်နဲ့ပြင်သစ်တပ်တွေကိုလက်လံတိုက်ခိုင်းရင်းနဲ့မတ်လ23ရက်အရောက်မှာပြည်သစ်နိုင်ငံမျိုးတော့ Paris နဲ့ Mile 40အကွာတီတင်ပိုင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ပြည်တွင်းမှာ Social Democratic Party နဲ့ Republican Party တို့ကမိမိတို့အာဏာရေးကိုကြီးပြီးတော့ဂျာမန်နိုင်ငံကိုတည်ဆောက်ဖို့ကနောက်ကျတော့ထားတဲ့ထိုးစစ်ချင်းကြောင့်ဆစ်ရှုံးနေရခြင်းဖြစ်ပါတယ်။ ဒီလိုနဲ့နိုင်ငံရေးပါတီနဲ့စစ်ဘိုလ်ချုပ်ကြီးတွေကအရေးကြီးတွဲစည်းမနေပဲအချင်းချင်းခွာပြေးနေကြရင်းနဲ့ရှေ့တန်းမှာရန်သူကိုတဲတဲမဲမဲတက်ခတ်နေကြရတဲ့ဂျာမန်စစ်သားတွေကိုအားမနာပဲလက်နက်ချအညက်ခရေးမှာလက်မဲ့ရေးထုတ်ခဲ့ကြပါတယ်။ပထမကမ္ဘာစစ်အပြီးမှာတော့ဂျာမနီနိုင်ငံတနင်္ဂနွေလုံးနိုင်ငံမကျေတပ်မှုတွေအလုံးလက်မဲ့ပြဿနာတွေနဲ့ကုန်စင်းတို့မတမဆဈေးကြီးမှုတွေဂျာစမဲမှုတွေဟာထူပြောနေခဲ့ပါတယ်။ဒါလားနေတိုင်းနဲ့မြူးနစ်မြို့ဟာနိုင်ငံရေးလှုပ်ရှားမှုအပြင်းထန်ဆုံးဖြစ်ပြီးတော့အစိုးရအတော်ဝင်ပြစ်ချက်ရနိုင်ငံရေးပြရရှိဖြစ်ဝါရသမားတွေကိုနိုင်ငံရေးတင်နှက်ပေးပြီးတော့အစွဲချွတ်ရပါတယ်။ ထောင်ကော19ခုနှစ်စက်တင်ဘာလ23ရက်နေ့မှာပဲတာဝန်ပြည့်ချက်ရဟစ်တလာကနောက်တစ်ချိန်နာဇီပါတီတို့ထင်ရှားလာမဲ့ဂျာမန်လူ့သမားပါတီဝင်များနဲ့ပထမဆုံးကြိမ်တွေ့ဆုံရပါတော့တယ်။အဲ့ဒီစီဝင်းမှာဂျာမန်လူ့သမားပါတီဝင်တွေကဘာဗေးရီးယားပြည်နယ်ကဂျာမန်နိုင်ငံအတွင်းမှာခွဲထွက်ရမယ်ဆိုတဲ့အရေးကိုတင်ပြတာကြောင့်မြို့ကျပုဂ္ဂိုလ်ကြီးတလာကဂျာမန်မျိုးသားဂျာမန်တမျိုးသားလုံးအရင်းနဲ့ဂျာမန်နိုင်ငံတော်ကြီးရေးကိုတောက်လျှောက်မြန်မာပြည်ထံပြောဆိုခဲ့ပါတယ်။အဲ့ဒီလိုနဲ့များမကြာမီမှာပဲဒါလည်းပြောပုံစုံတွေကိုသဘောကျသွားတာကြောင့် ပါတီဘက်ကနေပြီးတော့ဂျာမန်လိုသမားပါတီအမှုဆောင်ကော်မတီအစည်းအဝေးတက်ရောက်ရန်ဖိတ်ကြားခြင်းခံနိုင်ရပါတော့တယ်။ဟက်ဒလာရရှိခြင်းမှာတော့မတင်မချပါတီရဲ့စီဇန်နဲ့ချက်ချပြုတ်ထားတဲ့အစည်းအဝေးတွေကိုကြည့်ပြီးတော့အလုံးမဲ့သဘောကျသွားခဲ့ပါတယ်။ဟက်ဒလာရဲ့အတွင်းမှာလည်းသူ့လိုနိုင်ငံသမားပေါ့ဆာလေးဟာနိုင်ငံရေးပါတီကြီးပြေထက်အခုလိုပါတီတက်တက်လေးတွေနဲ့အန်ကြမယ်လို့အသွေးပေါက်သွားပြီးတော့ဂျာမန်လိုသမားပါတီကလေးရဲ့ခုနှစ်ယောက်မြောက်အလုံးမှုဆောင်ပါတီဝင်တွေဖြစ်လာခဲ့ပါတော့တယ်။အရင်ချင်းက ဂျာမန်လူ့သမားပါတီရဲ့လူလူစီယံဟောပြောပွဲတွေမှာလူတရာနဲ့အများဆုံးတက်ရောက်ကြပေမဲ့ဟင်တလာမှုဆောင်ဖြစ်ပြီးတော့တာဝန်ယူရတဲ့အချိန်မှာတော့ကျပွဲတတလူလူကနေရာချေထောင်ချေလူလူတရာဝယ်ဖြစ်လာပါတော့တယ်။ဒီနေရာမှာဟင်တလာက1920ပြည့်နှစ်ဖေဖော်ဝါရီ24ရက်နေ့မှာပဲနောက်ချိန်ကမ္ဘာမှာဖိဖိတောင်အောင်ကြောက်ရမယ့်နာဇီပါတီကိုအမျိုးသားဆိုရှယ်လစ်ဂျာမန်လူ့သမားပါတီဆိုပြီးတော့ဟင်တလာမြေပေးခဲ့ပါတယ်။ တဲတော့နာစီဆိုတာကဂျာမန်မျိုးသားဆိုရှယ်လစ်ဂျာမန်လူထုမပါတီကိုဂျာမန်တပ်ထက်နဲ့ခေါ်ဆိုချင်တာဖြစ်ပါတယ်။ဟစ်တလာကနာစီပါတီမှာအာဏာရရေးအတွက်ဗိုလ်ချုပ်ကြီးရုံးဆိုတဲ့သူအကူအညီကိုလည်းအများကြီးရယူခဲ့ပါသေးတယ်။အကြမ်းလဲဆိုရင်ဗိုလ်ချုပ်ကြီးရုံးကဟစ်တလာလိုအမျိုးသားစိတ်ဓာတ်ပြင်းထန်သူတယောက်ဖြစ်လို့ပါပဲ။ဒုနဲ့ဟစ်တလာကဘာလင်ကိုတဝင်ရခီးထွက်နေချိန်မှာပဲဟစ်တလာကိုဗဟုဝင်မကြတဲ့ပါတီအတွင်းကကော်မတီတချို့ကထုတ်ပြန်ကြိုးစားလာပါတော့တယ်။နာစီပါတီနဲ့အခြားဂျာမန်ဆိုရှယ်လစ်ပါတီတို့ပူးပေါင်းပြီးတော့ကိုထင်ကကိုဆိုင်နေတဲ့ဟစ်တလာကိုထိန်းချုပ်ဖို့ပဲဖြစ်ပါတယ် အဲ့ဒီတင်ကိုကြကြချင်းပဲကွက်ကြော်မြင်တတ်တဲ့ဟစ်တလာကချင်းပြောင်းလာပြီးတော့နှုတ်ထွက်ခွင့်စာကိုဘရင်တင်ပြီးအပေါ်စီကနေလဲပါတော့တယ်။အဲ့ဒါဟစ်တလာမရှိရင်ပါတီရဲ့စီအိုရဲ့လှုပ်ဆော်ရေးဘန်နာရေးတွေကတလုံးထိုးကြသွားမှာကိုသိရဲ့ပါတီကွန်မတီတချို့ကလည်းအင်တလိုက်တပုတ်ကိုလက်ရောရပါတော့တယ်။ဟစ်တလာကဂျန်နကဂျန်အမြင့်ဆုံးဂျန်ဆိုတဲ့အတိုင်းပါတီဥက္ကဋ္ဌရာထုကိုတောင်းဆိုပြီးတော့ပါတီကိုချေလဲခွင့်ရအောင်စူးစမ်းပါတော့တယ်။အဲ့လိုနဲ့ဟစ်တလာဥက္ကဋ္ဌပြပြနောက်ပိုင်းမှာတော့နောက်တစ်ခါရှမ်းရှမ်းတော့ကြော်ကြကြမဲ့နာစီခေါင်းဆောင်ကြီးတွေဖြစ်ကြရဲ့ စစ်တပ်ထွက်အလုံးလက်မဲ့ဖြစ်နေတဲ့ကိုအာရင်ဟက်စ်ဘဝကိုစိတ်နာနေတဲ့ကိုဘင်ရိုဇင်ဘတ်တို့ကအတူပုံအောင်ပါဝင်လာကြပါတော့တယ်။စစ်ကြီးပြည်မှာပဲစီးပွားရေးကြက်တဲမှုအလုံးလက်မှုဖြစ်မှုတွေကများပြားလာခဲ့ပြီးတော့ကုန်စင်တို့မြေတပ်မှုတွေကြောင့်1918မှာဂျာမန်မွေဆက်ကူတမုံမှာဂျာမန်လေးချက်လျင်ဒေါ်လာဒေါ်လာဒေါ်လာဖြစ်ခဲ့ပြီးတော့1923ခုနှစ်မှာတော့ဒေါ်လာလျင်ဂျာမန်မွေ9000ကျပ်နဲ့ငွေကြေးဖုံးမလာခဲ့ပါပဲ။ ဒီမှာလည်းဟေဒလာကအတိုင်းမီဗဟန်မနာဖြစ်နေတဲ့အခြေအနေကိုအခွင့်အရေးယူပြီးတော့ဝင်းလန်တို့ဖြာခင်းဆိုသူတို့လူတို့ကိုအနူနီးနဲ့အကြမ်းနီးနဲ့တုံးပြီးတော့အတင်းကြည့်အောင်စီယုံလို့ဆိုပါတော့တယ်။ဂျပန်တို့စီကအကြွေးရရင်ရှိတယ်ပင်တစ်တို့ကလည်းဂျာမနီပိုင်စက်မှုချက်ချဒေတာဖြစ်တဲ့ရာနယ်ကို1923ခုနှစ်ငွေမှာ70နှစ်မှာတိမ့်ပိုက်ခဲ့ပါတယ်။ချက်ချင်းချက်သလိုပဲဂျာမန်မွေးကတတော်လာကိုတန်ပေါင်း1300နဲ့ညီညာခဲ့ပြီးတော့မွေကျွေးတွေအလုံးကျုံဖောင်းပါလာခဲ့ပါတော့တယ်။ အဲ့ဒီလိုဆိုးဝါးအောင်ကြွမှုတွေကိုမထိုင်းနိုင်တော့တဲ့ Barbarian ဆိုးရွားဖွဲ့ဟာစက်တင်ဘာ26ရက်မှာပြည်내တစ်ခုလုံးကိုအရေးကြီးအခြေအနေဖြစ်ကြီးညာခဲ့ပြီးတော့ Commissioner မင်းကြီးပုံကားဆိုသူကိုအာဏာကိုလွှတ်အပ်ခဲ့ပါတယ်။အဲ့ဒီမှာဟစ်တလာက Commissioner မင်းကြီးပါဝင် Barbarian အာဏာပိုင်တွေကိုစီးရင်ပြီးတော့ Barbarian ပြည်ကိုအပိုင်စီးနိုင်ပါကတစ်ချက်ကိုနှစ်ချက်ပြန်အနေနဲ့ဘာလင်မြို့တော်ကိုပါတော်လန်သိမ့်ပိုင်နိုင်ရမယ်လို့ကြံစည်ထားပါတယ်။ ဒီလိုနဲ့ဟင်တလာကကော်မရှင်နာမင်းကြီးဘွန်ကားပါဝင်ဘာဘီရင်းအာဏာပိုင်ကိုစီရင်ပြီးတော့နိုဝင်ဘာ၈ရက်နေ့မှာအစည်းအဝေးကျင်းပနိုင်ရပါတယ်။အဲဒီလိုနဲ့အစည်းအဝေးပေါ်မှာလူဆုံမီဆိုတာနဲ့ဟင်တလာကစီစဉ်ထားတဲ့အတိုင်းနာဇီလုံခြုံရေးတမူကိုအားမင်းကနာဇီရှင်ယိုတတာ25ရောင်းနဲ့အတူအထက်ကိုဝင်လာပြီးတော့အစည်းအဝေးခမကြီးကိုဝိုင်းထားလိုက်တာတော့လေ။အဲ့ဒီနေရာအဲ့ဒီချိန်မှာဟစ်တလာကပစ္စတိုတနက်တကိုတိုင်းကနေဖောက်ပြီးတော့မြို့သားတော်လင်းစပြီးဖြစ်ကြောင်းပြောကအာနာတင်းလိုက်ပါတော့တယ် ဒီနေရာမှာအရှိပါတယ်အာနာပိုင်ကဖြစ်ကြတဲ့ပြည်နယ်ကော်မရှင်နာမင်းကြီးဘုံကာပြည်နယ်တမိုးလော့ဆိုးနဲ့ပြည်နယ်ရဲမင်းကြီးစီဇာတို့တုံးရောက်လို့မှာဟိတလာလက်မှာလွတ်မြောက်ရေးကြာစီပြီးတော့အချိန်လေးရသဘောတူလာရှင်းတယ်ဖြစ်ပါတယ်။အဲဒီချိန်မှာမြို့တွင်းတနေရာမှာအစိုးရစစ်သားတွေနဲ့နာဇီတပ်တွေကအချိန်သေးဖြစ်နေကြကြောင်းဟိတလာကအဲဒီနေရာကိုလိုက်သွားရပါတော့တယ်။ဟိတလာထွက်လာတဲ့ပြည်နယ်မှာပဲကော်မရှင်နာမင်းကြီးပြည်နယ်တမိုးရဲမင်းကြီးတို့ကလူအုပ်နဲ့ရောင်းရောင်းလိုက်သွားပြီးတော့ သူတို့ရုံးကန်ရောက်မှာတော့အာနာသိမ်းဟွာတရားမဝင်ကြောင်းဟစ်တလာနာစီတပ်ဖွဲ့တွေကိုပြန်လည်ခုခံရဲကြီးညာချက်ထုတ်လိုက်ပါတော့တယ်။ဒါပေမဲ့ဟစ်တလာကမင်းမနဲ့သူပါလာမဲ့လူလူကြီးကိုလူအုပ်ကြီးကိုဗိုလ်ချုပ်ကြီးလော်ဆိုးတက်တွေကမနေနေနိုင်လို့ဘူးအထင်းနဲ့ချီတက်ခဲ့ကြပါပဲ။ထိတ်တိုက်တွေ့တဲ့အခါမှာတော့ထင်တယ်လို့မဖြစ်ပဲနဲ့ဟစ်တလာရဲ့နာစီလူလူကြီးကိုပြစ်ခတ်ပါတော့တယ်။လူကြီးလည်းဖျုပ်ပေးဖြစ်သွားခဲ့ပြီးတော့ဟစ်တလာကိုနိုင်ငံတော်ပုံကမှုနဲ့ထောင်ငါးနှစ်ချပြီးတော့အောင်ပွဲမစင်မဲ့ထောင်ငင်းဝင်ခဲ့ရပါတယ်။ဒါပေမဲ့ထောင် ဒါပေမဲ့ထောင်စားတော့မမနဲ့ဟစ်တလာကတော့ထောင်တစ်နှစ်တောင်မနေလိုက်ရပဲနဲ့ပြန်လွတ်လာခဲ့တာပါတော့တယ်။အဲ့ဒါပြင်ဟစ်တလာကထောင်ထဲမှာရှေ့စဉ်ကနာစီပါတီကဩဇာရှင်ဝါကြလာပြီးတော့လူတို့လုံရှောက်မှုမလုပ်နိုင်ခဲ့သလိုဟစ်တလာကိုယ်တိုင်နာစီပါတီပေါ်နှုတ်ထွက်စာတင်ရတာကြောင့်ဖြစ်ပါတယ်။အစိုးရဖွဲ့ဖက်မှဟစ်တလာကိုအစွဲကျိုးတော့ပြီးတဲ့ပြန်လွတ်လိုက်ပေမဲ့အမန်တော်ဟစ်တလာကိုယ်တိုင်ကအဲ့လိုထင်အောင်နာစီပါတီပေါ်နှုတ်ထွက်စာကိုဟန်ပြတာတင်ခဲ့ပြီးအကွက်ဆင်ခဲ့တာပါ။ထမလို့တိုင်ဟစ်တလာကအရှင်မတန်သေးပဲအာနာသိမှုကို တင်ကန်းဆောင်ယူပြီးတော့မိမိခေါင်းဆောင်မှုနဲ့နာဇီပါတီကိုအရှိန်အဝါကြီးအောင်တပြေးပြေးတိဆောက်ပါတော့တယ်။1929နှစ်မှာပါတီဝင်ပေါင်း3,800,000 800,000ရှိခဲ့ပြီးတော့အဲ့ဒီတမှာဟစ်တလာရဲ့လူငယ်အဖွဲ့နာဇီကျောင်းသားအဖွဲ့မှစပြီးတော့နာဇီဆရာဝန်တမကရာထိအလောဘောင်မျိုးစုံကိုစီးအောင်တင်းတင်းနိုင်ခဲ့ပါတယ်။ထောင်ဝန်ဆက်ရှိကုန်ရဲ့မေလာမှာတော့ဟစ်တလာရဲ့အားထားဆုံးနာဇီခေါင်းလောကြီးဂိုးဘဲနဲ့ဂိုအာရင်းတို့ပါဝင် ကိုစလဲစနေဟောင်းဟာဘာလီမြို့ရွေးကောက်ပွဲမှာရွေးခန့်လာပြီးတော့ကိုစလဲပေါင်း493ဦးရှိတာ ဂျာမန်လွှတ်တော်မှာနဝမမြောက်ပါတီဖြစ်နေရာစတင်ရရှိခဲ့ပါတော့တယ်။ဒီမှာကွန်မြူနစ်အာဏာရရှိမှုကိုကြောက်တဲ့အရင်းချင်းကြီးတွေကလည်းဟစ်တလာအနိုင်ရရှိရေးအတွက်ဝေလုံးရင်းတွေကို ထောက်ပံ့လာကြပါတယ်။1928ခုနှစ်ရွေးကောက်ပွဲမှာတော့နာစီပါတီကမဲပေါင်း၈သိန်း1930ခုနှစ်မှာမဲပေါင်း6တန်းကျော်နဲ့ဟင်တလာရဲ့နာဇီပါတီတွေကကိုယ်စားလှယ်109ဦးနဲ့ဂျာမန်လွှတ်တော်မှာဒုတိယအကြီးဆုံးပါတီဖြစ်နေရာရရှိခဲ့ပါတော့တယ် ထောင်ခွန်တော့စပင်းနဲ့တကပလုံးစီးပွားရေးပြက်ကကြီးစိုက်ချိန်မှာတော့ဂျာမနီဟာကုန်စည်နှုန်းမြန်မာမှုငွေကြေးဖောက်မှမှုနဲ့လူနေစေးကြီးမားလာမှုတို့ကြောင့်ပြည်သူတွေကဒုက္ခရောက်ခဲ့ရပြီးတော့အလုံယုံစေယုံတွေကလည်းတခုပြီးတခုပိတ်လာတာကြောင့်အလုံးလက်မဲ့ဦးရီမှာ6တန်းကျော်အထိကြောက်ခမလေးလေးတိုးဝလာခဲ့ပါတယ်။အဲဒီလိုအကွာကောင်းအောင်စောင့်နေတဲ့ဟစ်တလားလည်းလမ်းမပေါ်ရောက်နေတဲ့လူတွေကိုနှလုံးကျက်တတိတွေပေးပြီးတော့ရှင်ညိုယူနီဖောင်းနဲ့ဝတ်စေကနာဇီပါတီဝင်ဖြစ်လာစေပါတော့တယ်။ ဒါပေမဲ့ community party ကလည်းအစိုးရဖြုတ်ချရေးကိုကြွေးကြော်ပြီးတော့နာဇီပါတီနဲ့အပြိုင်ဖြစ်လာပါတော့တယ်။အဲဒါစီးပွားရေးမင်းသမီးတွေကိုမသားစိနဲ့အစိုးရရဲ့အာဏာမထည့်ရောက်ခြင်းမှာနာဇီတွေက community party ကိုအပြင်းထန်နှစ်ကိုပါတော့တယ်။ဒီတော့ကလည်းဂျာမနီကိုခရိုင်20ခုခွင်းနဲ့ခရိုင်20ခုမှာတမိုးတယောက်စီထားပြီးတော့ဗိုလ်ချုပ်ကြီးဦးရုံးကိုတောင်းပေးပြီးတော့မှုန်တိုင်းတပ်ဖွဲ့တွေကိုတိုးချက်ဖွဲ့စည်းစီပြီးတော့ထောင်ခွာ32ခုနဲ့ဇန်နဝါရီလမှာနာဇီမှုန်တိုင်းတပ်ဖွဲ့ဝင်ပေါင်းတသိန်းနီးပါးတိုးလာခဲ့ကြပါတယ်။ထောင်ခွာ32ရက်အေပီလ10ရက်နေ့မှာတော့ဒီမှာရေကုန်မှာ ေသလိုင်းမဲရီအတွက်ကတမနာဟောင်းကိုမှီပဲနဲ့အစိုးရရာသူကိုအရင်တမနာဟောင်းကပဲတည်မြဲသွားပါတော့တယ်။ဖေသလိုင်းခြေလမ်းကိုကြိုးမြင်တဲ့တမနာကလည်းနာစီလိုဂျိုရင်းနဲ့မွန်လိုင်းတပ်ဖွဲ့တွေကိုဂျာမနီစပီလုံးမှာချက်ချင်းဖျက်သိမ်းခိုင်းလိုက်ပါတော့တယ်။ဒါပေမဲ့ဂျာမနီရဲ့ဝန်ကြီးချုပ်ပြောင်းနေကြအောင်နောက်တမန်ဝန်ကြီးကိုဖေသလိုင်းကထောက်ခံပါမယ်ဆိုတဲ့အပေးယူနဲ့လိုဝဲချက်နှစ်ခုကိုတောက်ဆူလဲပါတယ်။ပထမတစ်ချက်ကတော့ရွေးကော်ပွဲပြန်လည်စတင်ရေးနဲ့နောက်တစ်ချက်ကတော့နာစီတပ်ဖွဲ့ဝင်တွေကိုပြန်လည်ဖွဲ့စည်းပွင့်ပေးဖို့ပါပဲ။ လည်းကွန်ဆန်တီနီမှာနာဇီပါတီကတိုးတော်အတွင်းအကြီးဆုံးပါတီဖြစ်ခဲ့ပြီးတော့1933ခုနှစ်စက်တင်ဘာ30ရက်မှာပဲဟစ်တလာကဂျာမနီဘီဂျီရဲ့ဝင်ကြီးချုပ်ရာတွေကိုပြန်ပြောင်းနိုင်ခဲ့ပါတော့တယ်